အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါ။ဟိုဘက်ကအရန်စုနေတဲ့အတွက်ကျွန်တော်ဒီဘက်မှာလာပြီးလောက်တာပေါ့လေ။ဆိုတော့ဒါအနောက်မှာကျွန်တော်ရဲ့နောက်မှာ Saint James ပဲပေါ့လေ။ Saint James ပဲ။ဆိုတော့ Arsenal အသင်းက Newcastle United အသင်းကို2ဂိုး2ဂိုးနဲ့တကယ်ကိုနောက်ကျဂိုးနဲ့အနိုင်ရသွားတာပေါ့လေ။တကယ်ကိုချိုးမြိန်ခဲ့တဲ့အနိုင်ပဲ။ဒါအမှန်တမ်းပြောရရင်ကျွန်တော်ဒီပွဲကိုနိုင်မလို့တောင်မထင်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကစားခဲ့တဲ့တစ်လျှောက်လုံးမှာ တပွဲလုံးတိုင်းတာနဲ့ကြည့်ရင်ပထမပိုင်းမှာဟုတ်တယ် average SA ရတယ် Leandro Trossor ရတယ်ကျွန်တော်တို့ chance လေးတွေရတယ်ရပေမဲ့ကျွန်တော်တို့အဲ့ chance တွေကိုကျွန်တော်အသုံးမချနိုင်ကိုက clinical မဖြစ်ကိုရသွားတဲ့ chance တွေကိုကိုကဖြုံးတိတဲ့အချိန်မှာ Newcastle United က ဘယ်လိုပြောမလဲသူတို့အခွင့်အရေးရရင်သူတို့ကုံကုံသုံးချနိုင်တယ်ဒါတော့တော့သူတို့ကအန်တိုနီဂေါ်ဒန်ရဲ့နစ်ဝါဒမတ်ရဲ့ပြီးတော့မှဂျေကော့မာဖီရဲ့ပါတယ်အဓိကတော့ဒီဂျေကော့မာဖီကိုထည့်တာက cross town ဖို့အဓိကထားတယ်ယူကာဆေကသူတို့လိုချင်တဲ့ game physical game aggressive game ကိုကစားတယ်တကယ်လဲဂျူလင်တန်ရော stand ဒီ sandro tonali ရောနောက်တစ်ဖက်ကဒီဘယ်လိုပြောမလဲ grimaris ကိုတော်တော်လေးကြမ်းတယ်ဒံပန်းကလည်း every single ball တိုင်းကိုအကုန်ဖျက်ရှင်းတာဘလို့မှကျွန်တော်လုံးလို့မရဘူးကျွန်တော်တော့ထင်တာပါတော့သွားပြီလို့ဘာကြောင့်လဲဆိုတော့ ီတလျှောက်လုံးမှာကျွန်တော်တို့ဘာမှရှင်းမြဘောလုံးတိုင်းကအကုန်လုံးကလုံးဝတိုက်လို့မရဘူးတိုက်လို့မရတိုက်လို့မရတိုက်လို့မရ ਨੇ ကျွန်တော်တို့သွားပြီးအချံကုန်ကလုံးစားချက်ဖြစ်တာပထမပိုင်းမှာတော့ကျွန်တော်တို့ space တွေလေးရတယ်လုတ်တက်ကင်တက်တယ် chance ရှိတယ်ဒါပေမဲ့ဒီပြားကပခါယူဆက်ကကိုလဲလိုက်တဲ့ချိန်မှာနည်းနည်းတော့ကျွန်တော် surprise ဖြစ်သွားတယ် now သူလုံးဝတိုက်စစ် all in ဗျာ Manchester City နဲ့ပွဲလို့ပဲဒီနေ့ပွဲမှာ all in တိုက်စစ်အကုန်ပြောင်းတယ်ဆိုတော့တိုက်စစ်မှာ Yokres လဲကျန်တယ် Mikel Merino ကလည်း physical ကောင်းတိုက်အားကောင်းတယ် now အဲ့ဒီချိန်ထဲမှာပဲ ဒါဘလို့ပဲမဲ့ကျွန်တော်1 1ဖြစ်သွားတဲ့အချိန်မှာတော့သူ mile mile lewis scaley ကိုပြန်ထည့်ပြီးတော့နည်းနည်းလေးပြန်ထိန်းတယ်ဒါပေမဲ့ game ကဘာဖြစ်လဲဆိုညူကာဆယ်ရဲ့ play style ပေါ့လေကျွန်တော်တို့ကတကယ်တော့ minute 20လောက်တည်းကိုကျွန်တော်တို့တော်တော်လေးကိုထိန်းထားနိုင်တာဗျာ asian ပိတ်သက်ကို quiet ဖြစ်အောင်လုပ်တဲ့အစောပိုင်း minute လေးတွေမှာ down gun bowling တွေနည်းနည်းပေးရတာလွဲရေကျွန်တော်တို့ကိုယ်တိုင်လည်းဘလို့ပြောရမလဲ pressure ပေးနိုင်တယ်ဒါပေမဲ့မထင်မှတ်ပဲနဲ့ကျွန်တော်ပြောလို့ပေါ့လေဆန်တိုထူနာလီရဲ့တောင်းကံဘောကလည်းကောင်းတယ်ဗျပြန်ပေးတယ်ပြန်ချပြီးတော့ပေးတဲ့ချိန်မှာကွက်တိပဲဗျအဲ့လုံးကဂိုးသွားတာလုံးဝမတက်နိုင်ဘူးဆိုတော့အဲ့မတိုင်ခင်မှာကျွန်တော်တို့ ဘလို့ပြောမလဲဆိုတော့ penalty incident ဖြစ်တယ်ဗောလေကျွန်တော်တို့ကကွင်းထဲရဆိုတော့100%အတိအကျမသိဘူးပြ VR ကကွင်းထဲမှာ ဒီကျွန်တော်တို့အခုလောလောဆယ် replay ပြန်မကြည့်ရတော့မသိနိုင်ပေမဲ့အခုဘာသိလဲဆိုတော့ဂိုးသမားနစ်ပုတ်ကသူတို့ကိုင်းထဲမှာရှင်းပြတာပေါ့လေနစ်ပုတ်ကဘောလုံးထိပြီးတော့မှဂိုးသမားဘောလုံးထိပြီးတော့မှဘောလုံးကစားမကိုထိတယ်ဆိုတဲ့ပုံစံမျိုးပေါ့လေသူကဘောလုံးကို play လုပ်တယ်ဆိုပြီးသူတို့ကကိုင်းထဲမှာရှင်းပြတယ်ရှင်းပြတော့ကျွန်တော်ပနတီမရဘူးအဲ့နဲ့တိတ်မကြောက်ကျွန်တော်ပနတီမရဘူးတိတ်မကြောက်ညူကာဆယ်ဂိုးသွင်းသွားတယ်အဲ့မှာပထမပိုင်းမှာလေကျွန်တော်တို့က chance ရတဲ့အချမ်းတွေတော့မချနိုင်အဲ့မှာကျွန်တော်အာထက်တာအသင်းက idea run out ဖြစ်လာဘာလို့ idea run out ဖြစ်လာဆိုတော့အချိန်ကြာလာတာနဲ့မြတ်ကျွန်တော်မဖြစ်ချင်တဲ့အချက်က Newcastle ရဲ့ပွဲအဲ့တိုင်းပဲ game ကြာလာရင် Newcastle ကကျွန်တော်တို့ကို bully လုပ်လာပြီး pressure ပေးလာပြီး aggressive ဖြစ်လာပြီး physical game ကိုကစားလာပြီးနောက်ပိုင်းမှာကျွန်တော်ကြည့်လိုက်လုံးဝကိုအဲ့မှာနှီးပြမထူးတော့ဘူးဆိုပြီးတော့ဒါ all in everything all in ဆိုပြီးတော့ရှင်းများဟာလေအကုန်ပြုံထက်တာဗောလေအဲ့မှာ Michael Morino လဲကြံနေကျွန်တော်ကထင်တာ Trosso ကိုထုတ်ပြီးတော့ Saka ကိုထားခဲ့မယ်ထင်တာမဟုတ်ပြသူက Saka ကိုထုတ်လိုက်တာ Saka ထုတ်ပြီး Martinelli ကိုအဲ့ညာကိုပို့တယ် ။နောက် color view တွေထုတ်ပြီးတော့ထပ်ပြီးတော့တိုက်စစ်ထက်ထဲတယ်။အဲ့မှာတောင်းလျှောက်ထဲထဲထဲအဲ့မှာလည်းအလုံးမဖြစ်အလုံးမဖြစ်အဲ့မှာနောက်ဆုံး Martin Odiga ဝင်လာတယ်။ Odiga ဝင်လာတဲ့အချိန်မှာတို့အဲ့မှာစပြီးတော့ physical threat တွေနဲ့ Newcastle ကလည်းနည်းနည်း Eddie Howe နည်းနည်းလေးမှားသွားတယ်လို့ကျွန်တော်မြင်တယ်။ဘာကြောင့်လဲဆိုတော့ तू ကအဲ့မှာ Tino Lebramando နာဝတာတပိုင်းပေါ့။အဲ့မတိုင်ခင်နဲ့ तू က3 back ကနေ5 back ပြောင်းသွားတယ်။3 back ပုံစံပြောင်းနေ Dan Ban ရဲ့ Millet ဥစား Malitao ရဲ့ပြီးတော့မှဟိုဘက်က ဘော့မန်ရထားတယ်အဲ့ဒါကိုမှအခုတီနိုလီဗရမန်တို့နာွားတော့ဒီဂျမားလက်ဆယ်ထက်တယ်ပြီးတော့အကုန်လုံးကဖူဘတ်ဆန်တဘတ်တွေကြီးပဲထရီဘီယာတယောက်ပဲအဲ့မှာကျွန်တော်တို့က5 at the back အဲ့မှာညူကာဆယ်ကလုံးဝကောင်တာမရှိတော့ဘူးအိုဆူလာတယောက်ပဲထားခဲ့တယ်ဗျာဂျန်နာရီကသူတို့ကောင်တာမရှိဘူးအန်သနီအီလန်ကဝင်ပေးမယ်သူတို့အဲ့လောက်ကြီးမရှိဘူးကျွန်တော်တို့ကဒီနေ့ပွဲမှာအဓိကကဒီအန်သနီဂေါ်ဒန်ကိုမထိန်းနိုင်တာအဲ့ဂေါ်ဒန်ကလုံးဝပရက်ရှာပေးတယ် ဒါပေမဲ့နောက်ပိုင်းမှာအာဆင်နယ်ကိုဘောလုံးပစ်စပေးကြတဲ့အချိန်ဟာစပြီးတော့ညကာဆယ်အမှားပဲအဲ့မှာကျွန်တော်ဘေးကကျွန်တော်သင်ခင်တော့ပြောဟာဒီကောင်တွေဘာလို့အစိုးကြီးလဲတာလဲအစိုးကြီးလဲတာလဲအဲ့ဒီကစားခွက်ကိုအစိုးကြီးမပြောင်းအောင်ပေါ့လေ80လောက်မှပြောင်းအောင်မယ်အချိန်မှာသူကစောစီးပြောင်းနေထုံးစံတိုင်းဒါ PSD ပီကန်ဒီလောက်မှမီကယ်မိုရီနိုကခေါင်းတိုက်သွားတယ်ကျွန်တော်ထင်တာကအဲ့လောကတိုင်ထိပ်ပြီးတော့ပြန်ထွက်လာပြီးထင်တာဘာလို့ဆိုတော့ယိုကရက်စ်ကလည်းရရတယ်ဗျာ chance ရရတယ်သူအပိုင်ကန်ခွင့်ရတဲ့အချိန်မာတီနယ်လီနဲ့ထိသွားလိုက်သူကြရရတဲ့ဒါကျွန်တော်ယော့ဂရက်ဆိုတော့အပြစ်မပြောပါဘူးလို့ဆို သူ့ရဲ့ကျွန်တော်ကကျွန်တော်အကွင်းထဲမှာခြေစပိုးတည်တယ်သူ့ရဲ့ wall rate နဲ့လှုပ်အားတော့တော်တော်ကောင်းနေပြဗာလို့လဲဆိုတော့ every single time မှာ Newcastle ရှိကို तू pressure လိုက်ပေးတယ်ဗာလို့ဆိုတော့ပြ तू ရှင်ရတာကဒီဒံပန်းတို့ဗာလို့ physical ကောင်းနေတဲ့ရှင်တဲ့ခါမှာတခါရရင် तू ဥတယ်တခါကျရင် तू တို့ဥတယ်ဆိုတော့ကျွန်တော် Yorkress နဲ့ပတ်သက်လို့အရင်အပြစ်မပြောဘူးဗာ तू လဲ part of the game ထဲမှာကစားတယ်တကယ် तू တင် கோ တင် तू တင် கோ တင်ပဲ game က aggressive အဲ့မှာ Mikel Merino ကျွန်တော်တို့ goal သွင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့က hey we go ငါတို့ 9G ရှိတယ်ဗောကျွန်တော်တကယ်ကြောင့်ပြောတာဟာဟိုတနေ့က ဒီဘာစလိုနာနဲ့ပွဲတုံးကလိုမျိုးလီဗာပူးနဲ့ပွဲတုံးကအဖြစ်တွေကိုသူကစိုးရိမ်နေတာတကယ်လဲအဲ့တိုင်းပဲလေအဲ့လိုမျိုးအဖြစ်တွေကိုသူစိုးရိမ်နေကျွန်တော်တို့ကအဲ့မှာကံကောင်းကျွန်တော်ဒီနေ့ပွဲအာဆင်ကစုစုပေါင်းတောင်းကံပေါ်၁၂လုံးရတယ်ဗျာညူကာဆယ်ကစုစုပေါင်း၉လုံးရတယ်အဲ့မှာဆက်ပီစီတောင်းကံပေါ်တွေတောင်းလျှောက်ပဲဗျာဟိုအိုဒီကဝင်လာတဲ့အချိန်မှာစပြီးတော့ running through ဘောလုံးတွေကိုစပြီးတော့ through ball တွေပေးလာတယ်ပြန်ထွက်လာတယ်ပြန်ပေးတယ် အဲ့ကနေပဲ Abrigi Eze ကိုကျွန်တော်တို့ကွအတိုက်စစ်ကဗျာ OD ကရှိတယ် Abrigi Eze ရှိတယ် Now Martinelli ရှိတယ်ပြီးတော့မှဒီ Mikel Merino ရှိတယ်ပြီးရင်တစ်ဖက်ကလည်းကျွန်တော်တို့ခုနပြောသလိုပေါ့လေ Yogres အပါဝင်တိုက်စစ်က9ယောက်ပဲခုနပြောလို့ပေါ့လေခြေပါကိုရတော့ Mikel Merino ခေါင်းတိုက်တော့မှ Mike Lewis Kelly ပြန်လာပြီးတော့ကျွန်တော်နည်းနည်းလေး4ဘက်ပြန်သွားတယ်ဒါပေမဲ့အဆုံးသတ် injury time မှာ Gabriel ဒီနေ့ဗျာရှင်းရှင်းလေး Dangle Rice ထောင်တာရော ဟိုဘက်ကစကားထောင်များအလုံးနေအားလုံးဟာလုံးဝအသုံးမဝင်ဘဲနဲ့မာတီအိုဒီကကတလုံးပဲထောင်တာအဲ့တလုံးကိုဂါဘရီယယ်တိုက်သွားတယ်ဒါဂါဘရီယယ်တိုက်သွားပြီးတော့ဒါအမှန်တမ်းပြောညူကာဆယ်ကကျွန်တော်တို့အမြဲတမ်းဒုက္ခပေးတယ်ညူကာဆယ်စိတ်ချင်းဘက်ကကျွန်တော်အမြဲတမ်း respect ထားရတဲ့အကွင့်ပဲသူတို့ကိုသူတို့အသင်းနဲ့ပတ်သက်လို့ရှင်တော့သူတို့အဆွမ်းကိုဂျိုးသားတယ်ဗျာသူတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်ပဲကျွန်တော်က point of view ကတော့ရှင်းရှင်းလေးကျွန်တော်ကအဝေးကွင်းကလာတယ်သုံးမရတယ်ပြန်တယ် သူတို့မုံဒီပြရတယ်မုံမုံနာတွေဘာတွေလဲကျွန်တော်မရှိဘူးအဓိကတော့အောပေါက်ကသုံးမှတ်ရဖို့အရေးကြီးဆုံးအချိန်ပဲတကယ်အရေးကြီးဆုံးမှာဂါဘရီယယ်ခေါင်းတိုက်သွားတယ် ဒါ OD ကထောင်းတဲ့အချိန်မှာရှုပ်ချက်ခန့်နေကြတော့ကျွန်တော်လည်းမသိဘူးအဲ့အချိန်မှာကျွန်တော်အဝေးအနဲ့ကက်ရက်မှာနေတာဗျာအဝေးအနဲ့ကက်ရက်မှာကျွန်တော်ရှေ့မှာ၄ယောက်ရှိတယ်အကောင်က undercover arsenal ပေးသက်ဟိုဘက်ဘယ်ဘက်ချမ်းကလည်း undercover arsenal ပေးသက်အနောက်ဘက်မှာလည်း arsenal ပေးသက်အများကြီးပဲကျွန်တော်ကအဝေးအနဲ့အနည်းဆုံးနေရာမှာနေတယ်89 88ဗျာအဲ့မှာအိုက်ကိုဝင်သွားတော့လုံးဝပြပြောမပြတ်တတ်အောင်ဒါပေမဲ့ဘာလို့ရလဲဆိုတော့ undercover arsenal ပေးသက်လို့နေရာတော့ဘာလို့ရလဲဆိုတော့ကျွန်တော်လည်းခေါင်းတွေပဲကုတ်ပြီးတော့စိတ်တက်ကြလို့ပါတော့တဲ့ကြိတ်ပြီးတော့ပြောနေအောင်လေကျွန်တော်တကယ်ကြီးရတယ်ကျွန်တော်တကယ်ကြီးရနော်ဝေးရလာကြည့်တာ အော်စလိုကလာကြည့်တာသူနဲ့ကျွန်တော်နဲ့ပျော်ပြီးကျွန်တော်ရဲ့ညူကာဆယ်တင်ငယ်ကြတော့စိတ်မကောင်းဖြစ်တာကိုလေသူကတော့သုံးပွဲဆက်တဲ့ရှုံးတာဒါပေမဲ့အဆုံးသတ်မှာညူကာဆယ်ကိုလည်း credit ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကောင်းနေပြကျွန်တော်တို့လည်းဘာဖြစ်လဲအရင်အင်အားတောင်းနေတာရဲ့ squad တောင်းနေတာရဲ့နောက်တိုက်စစ်မှာလည်းအသားပေးကစားမှတွေအထက်ထားမထူးဆက်ခင်းလိုက်တဲ့အကွက်ရဲ့နောက်ဆုံးကျွန်တော်တို့ကို service again service again service again မယ်လေအဲ့ဒါလေးကကဲသွားတာဗောလေအားလုံးကျေးဇူးတင်ပါတယ်ဒါက review တွေပါမဟုတ်ဒီတိုင်းပဲ brand သက်ပြောတာ ားလုံးကျေးဇူးတင်ပါတယ် emotion ကတော့လုံးဝတော့ emotion up and down Newcastle atmosphere ဒါပေမဲ့ဒီနေ့ဒီနေ့ပြဿနာကျွန်တော်တော်တော်လေးပေးသက် crowd ကိုကျွန်တော်တော်တော်လေးထိန်းထားရပြဒီချက်ကတော့ကျွန်တော် Arsenal အများကြီးတိုးတက်လာတဲ့အချက်လို့မြင်တယ်အားလုံးကျေးဇူးတင်ပါတယ်